ဘန်ယူရဲ့အမွေဖြစ်ရဲ့ The Miracle of Ban ။ဘလုံးမဲ့တစ်ခုရဲ့ရက်လက်ကပွဲပြီးသွားတာနဲ့အဆုံးသက်သွားတယ်လို့သင်ထင်ကောင်းထင်ပါလိမ့်မယ်။ဒါပေမဲ့တခါတလေကြာရင်အနိုင်ရလက်တစ်ခုကအာကစားနေပေအပြင်ဘက်ကိုပါကျွလွန်သွားနိုင်ပြီးနိုင်ငံတစ်ခုလုံးရဲ့စိတ်သက်ကိုညှင့်တင်ပေးနိုင်တဲ့တမန်ဝင်ဖြစ်ရတစ်ခုဖြစ်လာခဲ့ပါတယ်။ဒီလိုမျိုးအမွေဖြစ်ရတစ်ခုဟာ1954ခုနှစ်မှာဖြစ်ပေါ်လာခဲ့ပြီး ဲ့ဒီဖြစ်ရပ်ကိုဘန်းနွေရဲ့အမွဲဖြစ်ရပ် The Miracle of Ban လို့ကမ္ဘာတမိုင်းကအမှတ်ရနေပါတယ်။ဒီဖြစ်ရပ်ဇလန်းကတော့ဒုတိယကမ္ဘာစစ်ဘီးကာလမှာနာမည်မထူနိုင်သေးတဲ့နောက်ဂျာမနီနိုင်ငံနဲ့အဲ့ဒီခေတ်ကာလမှာကမ္ဘာဘောလုံးလောကကိုလွှမ်းမိုးထားတဲ့ဟန်ဂေရီအသင်းတွေရဲ့အကြောင်းပဲဖြစ်ပါတယ်။1954ကမ္ဘာဖလားကိုနောက်ဂျာမနီကဝင်ရောက်ရှင်မြန်ခဲ့ချိန်မှာဂျာမနီနိုင်ငံရဲ့နိုင်ငံရေးခြေအနေကခုလက်ရှိချိန်နဲ့လုံးဝကွဲပြားခြားနားနေပါတယ်။ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးတာကိုနှစ်ပဲရှိသေးတဲ့အတွက်နိုင်ငံကစစ်တမ်းတွေကြောင့်အတော်လေးကိုနာလန်မထူနိုင်သေးတဲ့အခြေအနေမှာရှိနေပါတယ်။ ဂျာမနီကအနောက်ဂျာမနီနဲ့အရှေ့ဂျာမနီဆိုပြီးတော့နှစ်ချမ်းကွဲနေခဲ့ပါတယ်ဒီလိုနိုင်ငံနှစ်ချမ်းကွဲနေတာနိုင်ငံရေးရအလွန်ကြီးမားတဲ့ပြည်ပခတစ်ခုဖြစ်တယ်လို့ဂျာမနီလူမျိုးရဲ့အတွက်လည်းနာကျင်စရာအတွေ့အကြုံတစ်ခုပဲဖြစ်ပါတယ်1954ခုနှစ်မှာအနောက်ဂျာမနီကလုံးဝအချုပ်ချာအာဏာပိုင်တဲ့နိုင်ငံမဟုတ်သေးပါဘူးသူတို့ရဲ့နိုင်ငံရေးစီးပွားရေးနဲ့စီးရေးကဏ္ဍတွေကိုမဟာမိတ်နိုင်ငံတွေကပဲအဓိကထိန်းချုပ်ထားသေးပါဒါကြောင့်နိုင်ငံတကာတိုင်ဝမ်ထဲမှာလည်းသူတို့ရဲ့နေရာတော်လေးကိုနှိမ့်ချနေခဲ့ပါတယ်စစ်ပြေးခေတ်ကာလမှာဂျာမနီလူမျိုးတွေဟာ စစ်ပန်းဆိုင်ရာနဲ့ကိုကျင့်တရားပိုင်းဆိုင်ရာတွေမှာအလွန်အရာကိုထိကိတ်နေကြပါတယ်။ဒုတိယကဘာစစ်ကြီးအတွက်ရှေ့ရွှမ်းမှုတွေစီးရေးရှုံးလင်းမှုတွေကြောင့်နိုင်ငံသားတွေအလွန်ကိုစိတ်သက်သာနေခဲ့ကြပါတယ်။ဒီလိုစိတ်သက်တည်ကြနေတဲ့အချိန်မှာဂျာမန်လူမျိုးတွေမမျှော်လင့်မဲ့ရရှိလိုက်တဲ့စိတ်သက်ခွန်အားကသူ့နိုင်ငံကိုပြန်လည်တည်ဆောက်နိုင်တော့မယ်ဆိုတဲ့ယုံကြည်ချက်ကဘာများဖြစ်မလဲ။1954ခုနှစ်ဇူလိုင်လ4ရက်နေ့မှာကျင်းပခဲ့တဲ့ဝဖလာဘူလူပွဲမှာ ဟန်ဂရီတင်းဟာ The Magical Magia Magia မော်ဆီယာလို့တင်စားခေါ်ခံခဲ့ရပြီးလေးနှစ်ကျော်ကြာရှုံးမွေးမရှိတဲ့ဆန်ရည်ကိုပိုင်ဆိုင်နားခဲ့ပါတယ်။အုပ်စုစစ်မှာတော့လည်းဟန်ဂရီတင်းဟာအနောက်ဂျာမနီတင်းကိုရှီကို၃ခုဆိုတဲ့ရလက်နဲ့မြို့နယ်ဆက်ရလက်တစ်ခုနဲ့ကိုပြတ်နိုင်ယူထားခဲ့ပါတယ်။အားလုံးကဒီပွဲဟာတစ်ဖက်သက်ပွဲတစ်ခုဖြစ်လာမယ်လို့ခန့်မှန်းခဲ့ကြပါတယ်။ပွဲစချိန်မှာဟန်ဂရီတို့ကပွဲချိန်၈မိနစ်တွင်းမှာပဲနှစ်ကိုပြတ်နဲ့ဥဆောင်နိုင်ခဲ့ပါတယ်။အားလုံးကပွဲပြီးသွားပြီလို့ထင်မှတ်ခဲ့ကြပေမဲ့ နောက်ဂျာမနီတင်းကအရှုံးကိုလက်မခံခဲ့ပဲဆက်လက်တိုက်ပွဲဝင်ခဲ့ပါတယ်။ဝဲချိန်7မိနစ်မှာမက်မော်လောနဲ့ဝဲချိန်16မိနစ်မှာဟေမိုရန်တို့ကခြေပောက်ကိုတွေးရင်ခဲ့ပြီးပွဲရလက်ကိုနှစ်ကိုးနှစ်ကိုးအဖြစ်ပြောင်းလဲလိုက်ချိန်မှာတော့တစ်ကမ္ဘာလုံးကအားအတင်းသွားခဲ့ပါတယ်။ပွဲပြီးဖို့6မိနစ်လိုတဲ့ချိန်မှာတော့တမိုင်းဝင်ဖြစ်ရတဲ့ခုဖြစ်ပေါ်လာခဲ့ပါတယ်။ဟေမိုရန်ကဘိုးအေရီယာပြင်မှတ်ကနေသူ့ရဲ့ဘယ်ဂျင်နဲ့ပြင်းထန်တဲ့ကန်ညက်တစ်ခုကိုကန်သွင်းလိုက်ပြီးဘိုးပိုက်သေးကိုဝင်ရောက်သွားခဲ့ပါတယ်။၃ကိုး၂ကိုးဆိုတဲ့ရလက်နဲ့နောက်ဂျာမီတို့အမကန်ဥဆောင်နိုင်ခဲ့ပါတယ်။ ပွဲပြီးခရီးအတန်းထွက်ပေါ်လာချိန်မှာတော့အနောက်ဂျာမနီတို့ကမ္ဘာဖလားချန်ပီယံဖြစ်သွားခဲ့ပါပြီ။ဂျာမနီရဲ့1954ခုနှစ်ကမ္ဘာဖလားနိုင်ရရှိမှုဟာအားစအောင်ပွဲတစ်ခုလည်းမဟုတ်ခဲ့ပဲနဲ့နိုင်ငံတစ်ခုလုံးရဲ့စိတ်တိုက်ပိုင်းဆိုင်ရာစီးပွားရေးနဲ့နိုင်ငံတကာဆက်ဆံရေးတွေမှာပါကြီးမားတဲ့အပြောင်းလဲတွေကိုယူဆောင်လာခဲ့ပါတယ်။ဒီအောင်ပွဲပြီးနောက်ပိုင်းဂျာမနီနိုင်ငံမှာတိတိတသာတိုးတက်ပြောင်းလာခဲ့တဲ့အရာတွေကိုကြည့်ရမယ်ဆိုရင်နံပါတ်၁ချက်နိုင်ငံသားတွေရဲ့စိတ်ကြက်နဲ့အမှတ်လက္ခဏာကိုပြန်လည်နိုးထလာခြင်း ဒုတိယကမ္ဘာစစ်ကြီးအပြီးမှာဂျာမန်လူမျိုးတွေဟာစစ်ပွဲရဲ့ရှုံးနိမှုတွေနဲ့အတူစိတ်ဓာတ်ပိုင်းဆိုင်ရာအလွန်အမင်းကျဆင်းနေတဲ့ကာလကိုဖက်သန်းနေခဲ့ရပါတယ်။နိုင်ငံတကာနိုင်ငံရဲ့အမတ်လက္ခဏာကလည်းပျောက်ဆုံးလူနီးပါးဖြစ်နေတဲ့အချိန်မှာဘလုံးကွင်းပေါ်ကမမျှော်လင့်တဲ့အောင်ပွဲတစ်ခုကသူတို့ကိုကြီးမားတဲ့စိတ်ဓာတ်ခွန်အားနဲ့လူကြီးမှုကိုပြန်လည်ရရှိစေခဲ့ပါတယ်။ဒါဟာနိုင်ငံသားတွေအနေနဲ့အပြစ်ရှိရလို့မခံစားရပဲဂုံယူနိုင်တဲ့ပထမဆုံးသောအခိုက်အတန့်တစ်ခုဖြစ်ခဲ့ပါတယ်။ဒီအောင်ပွဲကစစ်ရေးနဲ့စစ်မှုပိုင်းဆိုင်ရာအောင်မြင်မှုတွေမဟုတ်ပဲ အင်္ဂစားအနေနဲ့ဆင်အတင်းလိုက်စိတ်တဲ့နဲ့စူးစမ်းအားထုတ်မှုကြောင့်ရရှိရတာဖြစ်တာမို့အမျိုးသားမှတ်လက္ခဏာအစ်စ်ကိုပါထူထောင်ပေးနိုင်ခဲ့ပါတယ်။နမနစ်ချက်စီးပွားရေးတိုးတက်မှုအတွက်ခြေုံတစ်ခုဖြစ်လာခြင်းဘလုံးကွေးမော်ကအနိုင်ရလက်ကဂျာမန်လူမျိုးတွေရဲ့စိတ်တက်ကိုမြင့်တင်ပေးုံသားမကသူတို့ရဲ့စီးပွားရေးပြောင်းလဲတည်ဆောက်မှုတွေမှာပါအချိန်အဟုန်ကောင်းတစ်ခုပါတွန်းမှုခဲ့ပါတယ်။ ပွင့်နေမှာဖြစ်နိုင်တဲ့အရာတွေကိုလုတ်ပြနိုင်ခဲ့ရင်ဘဝမှာလည်းမဖြစ်နိုင်တာမရှိဘူးဆိုတဲ့ယုံကြည်ချက်ကသူတို့ရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုအရှိန်အဟုန်မြင့်စေခဲ့ပါတယ်။နံပါတ်3ချက်နိုင်ငံတကာအတိုင်းအဝိုင်းနဲ့ပြန်လည်ဝင်ရောက်လာခြင်1954ခုနှစ်ကမ္ဘာ့ကလားပြိုင်ပွဲကဂျာမနီနိုင်ငံအတွက်နိုင်ငံတကာအတိုင်းအဝိုင်းတွေကိုပြန်လည်ဝင်ရောက်ဖို့ပထမဆုံးတော့အခွင့်အရေးတစ်ခုလည်းဖြစ်ပါတယ်။ဒီအောင်ပွဲကဆက်ပြီးမှထိကျက်နေတဲ့နိုင်ငံကိုကမ္ဘာ့ဆင်မြင့်ပေါ်ပြန်ရောက်စေခဲ့ပါတယ်။ နိုင်ငံတကာကလည်းဂျာမနီကိုဆစ်လူလာတဲ့နိုင်ငံအဖြစ်မဟုတ်ဘဲနဲ့ငြိမ်းချမ်းပြီးစွန့်ရင်ရှိတဲ့နိုင်ငံအဖြစ်ပြန်လည်မြင်လာခဲ့ကြပါတယ်။ဒါဟာနိုင်ငံတကာနဲ့ဆက်ဆံရေးပုံမှန်ပြန်ဖြစ်ဖို့နဲ့နောက်ပိုင်းမှာအထုတ်အချာအာဏာပြန်လည်ရရှိဖို့အတွက်ရေးပါတဲ့ခြေလှမ်းတစ်ခုဖြစ်ခဲ့ပါတယ်။နံပါတ်၄ဘလုံးလောကရဲ့အမွေနဲ့ဒီအနံရလာတခါတည်းကကံကောင်းလို့ဖြစ်ခဲ့တာမျိုးမဟုတ်ပါဘူး။ဒီအောင်ပွဲကစပြီးဂျာမနီဟာ ကမ္ဘာပေါ်လုံးလောကရဲ့ထိတ်တန့်အင်အားကြီးနိုင်ငံတစ်ခုဖြစ်ခိုင်မာရည်တည်နိုင်ခဲ့ပါတယ်။ဒီနိုင်ငံကဂျာမန်ဘောလုံးသမားတွေရဲ့ကြိုးစားမှုစည်းကမ်းနဲ့အသင်းလိုက်ဆက်ချက်ကိုပြတ်တနိုင်ခဲ့ပြီးနောက်နှစ်ပေါင်းများစွာကြာတဲ့အထိသူရဲ့အောင်မြင်မှုတွေအတွက်အုံမြင့်တစ်ခုကိုချပေးခဲ့တာလည်းဖြစ်ပါတယ်။ဘန်မြူရဲ့အမွေဖြစ်ဟာကမ္ဘာဖလားသမိုင်းမှာအလပဆုံးနဲ့အရေးပါဆုံးပွဲစဉ်တစ်ခုဖြစ်ကျင်းရင်းနေခဲ့ပါတယ်။ဒါဟာလှပတဲ့ဘောလုံးပွဲစဉ်တစ်ခုရဲ့ဂျက်လက်တာမကပဲကံဘက်ကိုအနိုင်ရရှိခြင်းတဲ့လူမျိုးတစ်မျိုးလုံးရဲ့စိတ်သက်ကိုအောင်မြင်မှုပေးခဲ့တဲ့ တက်တဲ့တခုလည်းဖြစ်ပါတယ်တခါဒီရံမှာအားကစားရဲ့အင်အားကဘာကြီးတစ်ခုလုံးကိုပြောင်းလဲနိုင်နေဆိုတာကိုဒီဝက်ကျွန်တော်တို့အားလုံးကိုသတိပေးနေတာပါလို့ပြောရင်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဲ့ဒီတော့ဒီကတော့ German defense tumble and Tibo went through with another. But if the Germans were stunned, they would fight back. Much the same situation near yeah, goal gave Germany their them, the score was 2-1. Seven minutes later, from a nicely paced corner, the ball went to outside right Brown, and Germany had equalized. Big surprise came six minutes before the end, and a long shot to Brown gave the World Cup to Germany. And that was it. Germany had their first World Cup and first taste of national pride in years, around about a decade, with a comeback unmatched by any final before it or since.